ပထမဦးဆုံးကျွန်တော်မြင်တဲ့အားလာချက်က WPS Office ကို PC version သုံးလို့ရတာကျွန်တော်သုံးနေကြ Word ရှိမယ် Excel ရှိမယ် PowerPoint ရှိမယ်အဲ့ကောင်တွေအကုန်လုံးကဒီမှာ tab တွေပြိုင်တူဖွင့်ပြီးတော့သုံးလို့ရတယ် laptop လုံးဝမလိုတော့ဘူး tablet keyboard mouse အဲ့ဒါတွေနဲ့သူရဲ့ live တိုင်းပေးထားတဲ့ WPS Office နဲ့ OK သွားပြီ alright နောက်ဆက်ဆိုတော့ tablet တော်များဝင်လာကြပြီကိုယ်လည်း video လုတ်ချင်လုံးလို့မရမကလိုက်ရှာရင်းနဲ့နောက်ဆုံးမှာတော့ Huawei ရဲ့ Mate Pad 11.5ဆိုတဲ့ tablet လေးကိုတွားတွေ့ရပေါ့နော်ပြောရရင် tablet ဆိုတာစာအုပ်တွေ laptop တွေမသိချင်အကောင်းဆုံးအစားထိုးလိုက်ရတဲ့ tablet တကယ်လဲကျွန်တော်တို့နည်းနည်းလေး tease လုပ်ကြည့်ရတလို့ laptop တစ်လုံးထပ်တော့မှာနည်းနည်းတာတယ်လို့ခံစားရတဲ့နေရာလေးရှိတာပေါ့နော်ကျွန်တော် office work တွေကိုတကယ် pc level လောက်လုပ်နိုင်ပြီလားအစားထိုးလို့ရပြီလားကျွန်တော်တို့ဒီကောင်လေးနဲ့အဖြစ်ရှာတာပေါ့ အရင်ကတော့တက်ပလက်ရဲ့ design နဲ့ spec တွေပြောတာပေါ့အလူမီနီယံ body လေး96.9 gram ပဲရှိရဲအဲ့ဒါအမှမှာ7.8 mm ပဲထူမယ် internal line အပြောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြော်ဘက် design ကလုံးဝ clean look လို့ပြောလို့ရတယ် display ratio က3:2အဲ့ဒါအမှမှာနမဲတိုင်း11.5 inches ရှိမယ် 1440p 120hz LCD display ပေါ့နော် TV ရဲ့ refresh free flicker free low blue light အဲ့ဒါတွေ certified ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မျက်လုံးထိခိုက်တာဘာညာဒီကောင်မှာစိတ်ပူစရာမလိုဘူး sRGB ကလည်း100%ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ color map မှာလည်းစိတ်ပူစရာမလိုဘူး audio Audio, Hisense နဲ့ speaker လေးလုံးထိပါတယ်။ SoC ရခွက်ကွင်းရဲ့ Snapdragon 7 Gen 1 battery လည်း9900 mAh မှာ Matter 2.5W fast charging support လို့မှာနောက်ဘက် camera 13 megapixel ပါမယ်။အရှိက landscape type selfie cam က8 megapixel ပါတယ်။ရုပ်တွေကြည့်လိုက်မယ်ဆိုရင်တော့ဒါ mirror level tablet လုံးရဲ့ space ပဲဗျာ။ဘာထူးခြားသွားလဲပေါ့။တကယ်တမ်းဒီကောင်းရဲ့အဓိကအားသာတာ software လို့မြင်တယ်။ main productivity software တွေအကြောင်းလို့ပြောမယ်ဆိုပုံမှန်လိမ့်မယ်ပထမဦးဆုံးကျွန်တော်မြင်တဲ့အားလာကြကတော့ WPS Office ကို PC version သုံးလို့ရတာတကယ်ရုံးလို့လုပ်နေတဲ့သူတွေက tablet မသုံးဆိုတာဘယ်လိုပြောရမလဲ mobile version office app တွေကအဆင်မပြေဘူးဗျာ Windows လို features လည်းမစုံဘူး ဲ့ချက်တရားဒီ Huawei Mate Pad Alloy Mobile 5မှာစိတ်ပူကြမလို့ဘူး mouse ကလည်း right click left click တကယ် PC တိုင်းပဲလို့ပြောလို့ရတယ် game changer ကဘာမှလဲဆိုတော့တခြား Android tablet တွေမှာ WPS Office ဒီ PC version ကဝယ်သုံးရမှာဒီမှာ lifetime free ပဲအဲ့တော့အားသာသွားတဲ့အချက်တွေအများကြီးပဲဗျာပထမဦးဆုံးဒီ interface ကိုက PC version နဲ့တော်တော်လေးနှိစက်တယ်ကျွန်တော်တို့တော့ကြာ watch ရှိမယ် acer ရှိမယ် power point ရှိမယ်အဲ့ကောင်တွေအကုန်လုံးကဒီမှာ tab တွေပြိုင်တူဖွင့်ပြီးတော့သုံးလို့ရတယ်ဒါမျိုးအပေါ်အောက်၄ရောက်နဲ့ feature တွေပြပြီးတယ်ဆိုတာမျိုးလည်း mobile version မှာသုံးလို့မရဘူးဗျာ and then မြန်မာ မာဖောင့်သုံးကျင်တဲ့သူတွေဆိုရင်လည်းတခါတည်းအဆင်ပြေထည့်သွင်းလို့ရသေးတယ်။ဒုတိယချက်ကဒီ keyboard တွေ mouse တွေကနောက်ထပ်တက်တက်တက်ပါဒီနေနဲ့တက်ထားရလို့မခံစားရဘူး။ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင် bluetooth keyboard နဲ့ပဲသုံးသုံးမြန်မာစာအဆင်ပြေတာအစားနည်းနည်းအာရုံနောက်တယ်ဗျာ။ဒီကောင်ကတော့ bluetooth keyboard ဒါမှမဟုတ် Huawei ရဲ့ magnetic keyboard နဲ့တခါတည်းချိန်ပြီးသုံးလို့ရတယ်။ဒီ mouse ရဲ့ fashion ကလည်း PC version တိုင်းပဲ။ tablet ဖြစ်နေတဲ့အတွက်ကြောင့်မလို့လက်နဲ့နှိမ့်လိုက်ရင်တော့ရတာပေါ့ကွ။ဒါပေမဲ့မတူဘူး။ကျွန်တော် office work တွေလုပ်တာတည့်ရတဲ့အချိန်ပဲ။ screen ကိုတက်ပြီးတော့သွားနေနေရအဆင်မပြေဘူးဗျာဒါမျိုး mouse နဲ့ဒါမျိုး keyboard နဲ့ကျော်လက်ရှိတုံးနေတဲ့ pad တန်းကကိုတုံးနေတဲ့ tab တစ်ခုရှိမယ်ပြီးရင်ဘေးမှာ deep seat လေးတစ်ခုရှိမယ်အဲ့ကောင်မကကိုကြိုက်တာမိတယ်တကယ်ကိုစိတ်တန်းရတဲ့အဖြစ်ရလာပြီဆိုရင် copy and paste တစ်ခါရတန်းလုပ်လိုက်တယ်မြန်နေဗျာတော်တော်ကြီးမိုက်တယ်ကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားအနေနဲ့ရောအဲ့လိုတင်းတဲ့သတိထားမှာပေါ့နော်မဟုတ်ရင် prejudice လေးနည်းနည်းမိနိုင်ပါတယ် ဒါမျိုး crit line နဲ့ ruler ပါတာလည်း mobile မှာမရနိုင်ဘူးဗျာ PC version exclusive လို့တော့မပြောလို့ရတယ်အဲ့ဒါမှမကျင်တဲ့သေးဘူး formula အကြီးတွေ add တယ်မယ် presentation မှာ video မြင်မြန်ဆန်ဆန်လွယ်လွယ်ကူကူထည့်မယ်စိတ်ကြိုက် font တွေထည့်သုံးမယ် okay တယ် printer နဲ့လည်းတစ်ခါတည်းချိန်ပြီးတော့ print out တက်လုပ်လို့ရပြီအဓိက productivity ကိုအလေးထားရဆိုရင် laptop လုံးဝမလိုတော့ဘူး tablet keyboard mouse အဲ့ဒါတွေနဲ့သူရဲ့ live တိုင်းပေးထားတဲ့ WPS Office နဲ့ OK သွားပြီ။ကျောင်းလိုက်အတွက်ဆိုရင်လည်း Huawei Note App ကတကယ်အဆုံးတည့်ရတဲ့မှာပါတယ်။ကျွန်တော် browser မှာ tab တွေဖွင့်လာတယ်လို့ပဲသူ note တွေကိုဘယ်ညာပြိုင်လို့ဖွင့်လာလို့ရတယ်။တကယ်တမ်းမှတ်စုလိုက်မယ်ဆိုရင်ဟိုဖွင့်ဒီပိတ်နေရအာရုံနောက်တယ်။ Yeah ဒီမှာအာရုံနောက်။အဲ့ဒီဘက်မှာသဘောကျဆိုတာ note really ပဲ။ကျွန်တော်ဒီမှတ်စုမှတ်နေနေပဲတခါတည်း recording လုပ်လို့ရတယ်။ကိုဘာမှတ်ထားတာလည်းမေ့သွားပြီဆိုရင်ပြန်ပြီးတော့နားထောင်လို့ရတာပေါ့နော်။ကျွန်တော် note app ကိုမှတော့နည်းနည်း smart ဖြစ်တဲ့ကောင်။ Yeah အဲ့ဒါမိတ်ပတ် 11.5မှာပဲရမှာကျွန်တော်တပိုင်းသူနဲ့တွေ့သုံးမဲ့ accessory keyboard mouse တကယ်ရောအဆင်ပြေရလားဒီ Huawei ရဲ့ smart keyboard ဆိုရင် cover နဲ့တွေ့ရလုပ်ပြီးထားတာပေါ့နော်တန်လိုက်နဲ့ကတ်ထားတာဆိုပေမဲ့လို့ဒါမျိုးတသက်ဖြုတ်သွင်းမယ်ဆိုလည်းတုံလို့ရတယ်ကျွန်တော် keyboard မသုံးနိုင်ချင်လို့အလေးခံပြီးတော့ကင်ဝါးစရာတဲ့ဝါးစရာမလိုဘူးဗျာအဲ့ keyboard ကလည်းကျွန်တော်တို့ wireless တစ်ခါတည်းသုံးလို့ရတယ်။ cover ကတော့ magnetic နဲ့ဖြစ်မယ်ဆိုပို့ပြီးတော့မိုက်ပါဘောနော်။ဒီစွတ်ထားတာ စွလို့မကောင်းတာဘာညာအဲ့ဒီဟာပြဿနာမဟုတ်ဘူးအဓိကနည်းနည်းလေးထူသွားသလိုခံစားရတာပေါ့နော် anyway အကျန်းတော့ပုံခံသွားတာပေါ့ keep up ရဲ့ quality ကိုပြောမယ်ဆိုရင်တော့ဒီကောင်လေးကတော်တော်လေး slim နေဗျာအရန်ချစ်ဖို့ကောင်းတယ်အဲ့လိုပြပြားလေးလည်းမဟုတ်ဘူးတော်တူခွက်နေတဲ့နေရာလေးတွေကွက်တီတခါတည်းပါပြီးသားအဲ့တမဲ့ဆိုရင်လည်းဒီဖိုကိုပင်လေးနဲ့ကပ်ပေးလိုက်အောင်ပဲကျုပ်စာရိုက်ကြည့်တော့ဒီကီးလေးတွေတခုချင်းနှိမ့်ရတာအီဂျီအီဂျီလေးဖြစ်တယ်ပေါ့နော်စာရိုက်ရင်လည်းအတန်သိမ့်မထွက်ဘူးဆိုတော့ဘေးရလူတွေကိုအနောက်ရှက်သွားပြီးတော့ဖြစ်နေမှာတော့မဟုတ်ဘူးနည်းနည်းလေး ဘက်လိုက်လေးပါမယ်ဆိုရင်တော့ကျွန်တော်တို့အမောင်ထဲမှာတုံးရတာပို့ပြီးတော့အဆင်ပြေမလားပေါ့နော် anyway ဒီ review နေမှာပါလာတဲ့ bluetooth mouse တွေနဲ့ကျွန်တော်တို့တွဲပြီးတော့ဖြစ်တယ် tablet ဆိုတာကတော့ touch နဲ့သုံးဖို့ထုတ်တာဒါပေမဲ့ productivity ဘိုင်းဆိုင်ရာမှာနည်းနည်းလေးစကားပြောမယ်ဆိုရင်တော့ဒါမျိုးတွဲသုံးတာပို့ပြီးအလုပ်တွင်တယ်လို့ပြောလို့ရတယ် zoom နဲ့ online meeting ကြကြဝင်ရတဲ့ user တွေအတွက်ဆိုရင်လည်းဒီ camera နဲ့ battery က window လက်ပြောနေဆိုဘာမှအဆင်မပြေဘူးတကယ်ကိုအသုံးခံတယ်โอเคနောက်ဆုံးပိုင်းကို entertainment အတွက် ဒီ tablet ကိုရွေးမယ်ဆိုကြပါလို့သူ့ဈေးဝင်ခြင်း laptop တွေထပ်တော့ဒီ tablet ကအများကြီးယူတာတယ်လို့ပြောလို့ရတယ် display speaker battery တိုက်တဲ့နေရာသွားရှင်လို့ရတယ်စမ်းကြည့်တော့ Google နဲ့ပတ်သက်တဲ့ app တွေအကုန်လုံးကလည်းဒီမှာအဆင်ပြေကျွန်တော်အရေးကြီးရတော့ banking app ပဲ banking app ကလည်းတော်တော် okay တယ် Google ရမှအဆင်ပြေမယ်ဆိုတော့ user တွေရွေးလို့ရတဲ့ tablet ပဲဗျာဒီလား channel software ပိုင်းလဲ Huawei ဆိုရတယ်မှာမမဆိပ်မှုကြောင်မရှိဘူးတကယ် smooth ဖြစ်ချက်ပဲ ကျတော့ original keyboard နဲ့ cover ကဒီမှာတွဲရက်ပါလာပြီးသားပေါ့နော် PC level office app တွေလည်းဒီမှာ lifetime ကို free သုံးလို့ရတယ်ဗျာကျတော့ចောင်းသားပဲဖြစ်ဖြစ်ចောင်းသူပဲဖြစ်ဖြစ်တကယ်လုပ်ငန်းကမှာအလုပ်လုပ်ရတဲ့သူပဲဖြစ်ဖြစ် all in one tablet လုံးရှာနေတယ် PC HPM ကိုလည်း tablet တစ်လုံးပေါ်မှာလိုချင်နေဆိုရင်ဒီကောင်းတော့အဖြေပဲပေါ့နော်ကျွန်တော်ကျွန်ဖြစ်ပါတယ်အားလုံးဟုတ်ပါ